ဒီနေ့အောက်တိုဘာ25ရက်နေ့မှာထွက်ရှိလာတဲ့နေ့စဉ်သတင်းစာတွေကပြည်သူ့ရေးစိတ်ဝင်စားမှုအကြောင်းအရာတွေကိုဖတ်ကြားတင်ဆက်ပေးနေတဲ့အစီအစဉ်ဒုတိယပိုင်းဖြစ်ပါတယ်။ဒီအစီအစဉ်မှာကျွန်မလီလေးမွန်နဲ့အတူကျွန်တော်မြတ်သူအောင်နဲ့အတူတင်ဆက်ပေးမှာပါ။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့မလီမွန်ပထမဆုံးသတင်းကိုပဲကျွန်တော်ပဲဆက်ဖတ်ပေးမှာပါ။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ပါ။ဒီပရမောင်းသောတရင်ကတော့7 day တွေကစစ်စင်ရေးတော်အပ်တဲ့တစ်နှစ်လုံးကြက်တန်း300အတုံးပြုမယ်တဲ့ စစ်စင်ရေးလုပ်ငန်းများဆောင်ရွက်ရန်တစ်နှစ်လုံးအသုံးစေးဖြင့်စက်တန်း303ဆွဲသွားမည်ဖြစ်ကြောင်း2014 2015ဘန်နာရေးနှင့်ကာကွယ်ရေးဝန်ကြီးဌာန၏တဲ့ဖြည့်ဆွက်ခွင့်ပြုငွေတွင်ပါရှိသည်ဆိုပြီးတော့ဒီမှာဖော်ပြထားတာကတော်လောလောဆယ်ဒီမှာဆက်ပြီးအောက်မှာရေးထားတာယခုဘန်နာရေးနှင့်ပထမ9လဘတ်တွင်တဲ့စစ်စင်ရေးလုပ်ငန်းများဆောင်ရွက်ရန်စက်25တန်းသုံးဆွဲခြင်းဖြစ်ကားတဲ့ကျန်ရှိနေတဲ့ဒုတိယ9လဘတ်အတွင်းစုစုပေါင်းစက်284တန်းကျော်ကိုသုံးဆွဲရန် ကာကွယ်ရေးဝန်ကြီးဌာနကလှားထားခြင်းဖြစ်သည်ဆိုပြီးတင်းမှာပေါ်ပြထားတာပြဆိုတော့စစ်စင်ရေးအလုတ်သမား9ရန်ကအတွဲတဲ့ကြက်တန်း946.895ကစစ်စင်ရေးပို့ဆောင်က9ရန်ကကြက်တန်း3.658စစ်စင်ရေးလုပ်ငန်းအတွက်ကြက်တန်း25.485တို့ကိုဘန်နာရေးနှစ်ပထမ9ဘက်အတွင်းမှာတုံးဆွဲပြီးဖြစ်သည်တဲ့ဒီစစ်စင်ရေးအတွက်အတုံးစိတ် တိုးမြင့်တောင်းတာကိုဘယ်သူကထောက်ပြခဲ့တာလဲဆိုတော့ကျွန်တော်တို့ဒီရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းဝါနုဟာနေပြီးတော့เนาะဒီအော်တိုဘာလ24ရက်နေ့မှာကျင်းပတဲ့ပြည်တော်စုလွှတ်တော်အစည်းအဝေးမှာသူကဒီ2014 2015ဘဏ္ဍာရေးဖြည့်ဆွက်ခွင့်ပြုငွေမှာတဲ့ကာကွယ်ရေးဝန်ကြီးဌာနဟာစစ်စင်ရဲ့အသုံးစိတ်ကိုဖော်ပြပြီးအဲ့ဒီအသုံးစိတ်တွေမှာတိုးမြင့်တောင်းခံထားတာကိုတွေ့ရှိရတယ်ဆိုပြီးသူကတင်ပြခဲ့တာပေါ့ဒါနဲ့ပတ်သက်ပြီးသူပြောထားတာတခုရှိရပြအဲ့ဒါကိုကျွန်တော်ဆက်ဖတ်ပြမယ်သူပြောထားတယ်ဆိုတော့ ယခုအချိန်ဟာနိုင်ငံတော်ပြုပြင်ပြောင်းလဲရေးဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကိုလှုပ်ဆောင်နေတဲ့အချိန်မှာစစ်စင်ရဲ့အသုံးစရိတ်ကိုတိုးမြင့်မှုမတက်ပါဘူးတဲ့စစ်စင်ရဲ့အသုံးစရိတ်တွေကိုငြိမ်းငြိမ်းရေးဘက်မှာတုံးတင့်ပါရဲဆိုပြီးတော့သူကပြောထားထပ်ပြီးတော့ဒေါ်နန်းဝါနူကချက်ပြောထားကိုပေါ်ပြထားတာကဒီဗန်နိုင်းနှင့်ပထမ၅ဘတ်အတွင်းမှာကြက်25သန်းကိုသာတုံးဆွဲခဲ့တော်တယ်တဲ့ကြက်ရှိနေသည့်လာပိုင်းများအတွင်းစစ်စင်ရဲ့အသုံးစရိတ်များကို တိုးမြင့်ရပါရှိလာခြင်းသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကိုစိုးရိမ်ကြောင်းဒေါ်နန်းဝါနုကပြောသည်ဆိုပြီးသတင်းမှာဖော်ပြထားပါတယ်ဗျ။ဟုတ်ကဲ့ရှင်။ဒီစစ်စင်ဇယိတ်တွေတိုးလာတဲ့အစားပေါ့။ဟုတ်ကဲ့ပါဗျ။အဲဆိုလို့ရှင်အဲ့သတင်းလေးနဲ့ဆက်ဆက်နိုင်တဲ့လို့ထင်ရတဲ့သတင်းလေးပေါ့ဆက်ဆက်နိုင်နေရှင်။ဘာကြောင့်လဲဆိုမြန်မာနိုင်ငံဘိန်းစားထိုး site ဘိန်း site ပြောတာတွေတအားမြင့်တက်လာတဲ့သတင်းလေးကိုကျွန်မ11နေရာနေဖတ်ပြပေးချင်ပါတယ်ရှင်။ ဘိန်းစားထိုးစိုက်ခင်းများမှထွက်ရှိလာသောသီးနှံများဈေးကွက်ဖန်တီးပေးမှုမရှိ၍ဘိန်းစိုက်ပျိုးမှုတိုးလာကြောင်းဘိန်းတော်တွင်ကငိုရှိုက်တန်အစီရင်ခံစာတွင်ဖော်ပြဘိန်းစားထိုးသီးနှံများအတွက်မျိုးစင်းနှင့်ဤပညာများကိုကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNODC ကကူညီထောက်ပံ့ပေးနေတော်လဲရင်းစိုက်ခင်းများမှထွက်ရှိလာသောသီးနှံများအတွက်ဈေးကွက်ဖန်တီးပေးမှုမရှိသဖြင့်ဘိန်းစိုက်ပျိုးမှုများထပ်တိုးလာကြောင်းအောက်တိုဘာ24ရက်ကထုတ်ပြန်ခဲ့သည့်ဘိန်းတော်တွင်ငိုရှိုက်တန်အစီရင်ခံစာတွင် ဖော်ပြထားသည့်အဆိုပါစီရင်ခံစာကိုပအိုလူငယ်အဖွဲ့အစည်း PYO နှင့် တောင်နန်းဒေသလူမှုဖွံ့ဖြိုးရေးလှုပ်ရှားဆောင်ရွက်မှုအဖွဲ့ AHLSD တို့ကထုတ်ဝေခြင်းဖြစ်ကြောင်းသိရပါတယ်တဲ့ဒီမှာကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNODC ဖော်ပြချက်အရမြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးမှုတွေက2006ခုနှစ်မှာစိုက်ပျိုးမှုဧရိယာအ ਨੇ ဆုံးလို့ဖော်ပြထားပါတယ်အဲ့ဒီကနေပြီးတော့နှစ်စဉ်စိုက်ပျိုးမှုတွေကပြန်တိုးလာပြီးတော့2013ခုနှစ်ဘိန်းစိုက်ပျိုးမှုက ဟက်က9000ကနေပြီးတော့9000ကျော်ရှိတယ်လို့လဲ UNODC ကနေပြီးတော့ဖော်ပြထားပါတယ်ရှင်။ဒီမှာပေါ့နော်ပို့လူငယ်အစည်းရုံးရဲ့စီမံကိန်းဦးစီးမှုခွန်ဦးကတော့ဘာဘလိုမျိုးမှတ်ချက်ပေးထားလဲဆိုတော့လက်ရှိမှာတော့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းအားလုံးနေပါအစိုးရနဲ့အပြစ်ခတ်ရစေးရေးသဘောတူညီကြပြီဆိုသဖြင့်သူတို့နှစ်ဦးနှစ်ဖက်လုံးကမူရစ်စေးနှိမ်နေပူးပေါင်းဆောင်ရွက်မှုအရန်အားနေနေတယ်လို့သူကထောက်ပြထားပါတယ်ရှင်ဟုတ်ကဲ့ပါ နောက်တစ်ခုကဘာလဲဆိုတော့ဘိန်းဆိုင်ပြိုးမှုစီမံကိန်းမအောင်မြင်ရတဲ့အချက်၄ချက်နဲ့နောက်ဆက်တွဲစိုးကျိုးခုနှစ်ချက်ကိုလည်းဖော်ပြထားပါတယ်။ဘိန်းဆိုင်ပြိုးမှုစီမံကိန်းမအောင်မြင်ရတဲ့အကြောင်းရင်းအပြည်တွင်းစစ်ဖြစ်နေခြင်းနဲ့နောက်ပြီးတော့အချို့ပြည်သူစစ်တပ်ပြည်သူစစ်တပ်ဖွဲ့တွေက တပ်ဖွဲ့အတွက်ကိုရင်ရံမုံငွေရှာရတဲ့အချက်ပေါ့ဒုတိယအချက်ပေါ့နောက်တတိယအချက်ကကြတော့ပြည်သူတွေစိုက်ပျိုးလေယာဉ်မြေတို့တက်ဆိုင်ရာအာဏာပိုင်တွေကနေပြီးတော့စီမံကိန်းအမျိုးမျိုးအကြောင်းပြပြီးတော့တည်ယူခဲ့တဲ့အချက်ကနံပါတ်3အချက်ပေါ့နောက်4အချက်ကကြတော့ဘိတ်စိုက်ပျိုးသီးနှံများကိုဈေးကွက်မဖော်ဆောင်နိုင်ဘူးလို့တွေ့ရတယ်လို့၄ချက်မှာအချက်၄ချက်နဲ့ဖော်ပြထားပါတယ်နောက်ဆက်တွဲစိုးကျိုး9ချက်ကတော့လူကုန်ကူးမှုဖြစ်လာတယ်လူခွင့်ရေးချိုးဖောက်မှုတွေတိုးလာတယ်အဂရိလိုက်စားမှုတွေများလာတယ်သဘောပတ်ဝန်းကျင်စိုးကျိုးတက်ရောက်လာတယ် စီလုံးညင်ညွတ်မှုပျက်ပြားစေတဲ့လူငယ်အချင်းစိတ်ရိုက်ဇာရိတ်တရပျက်ပြားလာတယ်ရိုးရာအစင်လာတယ်မှေးမိန်လာတယ်လို့တွေ့ရကြောင်းနဲ့ဖော်ပြထားပါတယ်ရှင်ဒီမှာနောက်ဆုံးမှာဗာပြောထားလဲဆိုတော့အစိုးရခေတ်အဆက်ဆက်၌ဘိန်းပပျောက်ရေးစီမံကိန်းများချမှတ်ဆောင်ရွက်ခဲ့တော်လဲဆောင်ရွက်မှုအပေါ်စနစ်တကျပြန်လည်သုံးသပ်မှုအားနည်းနေကြောင်းဘိန်းနွန်တွင်းကငိုရှိုက်တန်အစီရင်ခံစာတွင်ဖော်ပြထားကြရသိရပါတယ်တဲ့နောက်တစ်ပုဒ်ကိုကျွန်တော်ဒီဒီမိုကရေစီတူရီတဲ့တရင်တစ်ပုဒ် သတင်းကောင်းနေရာဒီမှာရေးထားစီအန်နန်းပါပြီးတော့တဲ့အလုတ်ကင်ခွင်းနဲ့နဲပါနေတဲ့အမျိုးသမီးတွေကိုရင်မောင်းအခမဲ့တင် जा ပေးပြီးအလုတ်ရဖို့ဆောင်ရွက်ပေးမယ်တဲ့ရင်မောင်းအခမဲ့တင်ပေးဖို့အတွက်ဒီအဲ့ဒီဆွမ်းနာမြန်မာအမျိုးသမီးများလုပ်ငန်းအခွင့်အလမ်းဖွံ့ဖြိုးတိုးတက်ရေးအသင်းနဲ့ Jade Express Service JES Driver Academy တို့ပူးပေါင်းပြီးတော့သူဆောင်ရွက်ပေးမှာပါနော်ဒီမှာအချိန်ကတော့ဘလို့ရေးထားလဲဆိုတော့ဒီရင်မောင်းတင် जा ပေးမှုများကိုတဲ့ဒီဇင်ဘာလတွင်စတင်သွားမှာဖြစ်ပြီးတန်နန်းကာလကိုတလတက်မှတ်ထားကာ လာမယ့်လများတွင်လည်းတလလင်အပတ်စဉ်တစ်ခုအဖြစ်သင်ကြားပေးနိုင်ရန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်တဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအဲ့ဒီမြန်မာအမျိုးသမီးများလုပ်ငန်းအခွင့်အလမ်းဖွံ့ဖြိုးရေးအသင်းကယာယီမဥက္ကဋ္ဌဒေါ်ကေခိုင်အောင်ခင်ကပြောထားလဲဆိုတော့ဒီအသက်အပိုင်းအခြားကတော့တဲ့18နှစ်ကနေ40နှစ်အတွင်းလို့သတ်မှတ်ထားတယ်ရင်မောင်းအလုတ်ကန်ကတသိန်းထက်မနည်းတဲ့ဝင်ငွေရှိလာမှာပါ လောက်ကန်ရှာဖွေပေးတဲ့အခါမှာလဲအမျိုးသမီးတွေလုံခြုံမှုရှိဖို့စီကံချက်တွေချပေးထားတာမျိုးရှိမယ်ဆိုပြီးသူကပြောထားတာပေါ့နော်။နောက်ပြီးတော့အောက်မှာဒီသတင်းမှာဆက်ဖော်ပြထားတာဒီတနန်းပြီးဆုံးပါကတဲ့ရင်စီကံလမ်းစီကံနားလည်တက်ကြွန်းစေရဲ့နေစာဝန်ထမ်းအဖြစ်တာဝန်ပေးခြင်းကိုရင်မောင်းလိုက်စင်ရသည့်အသည့်လက်ခံဆောင်ရပေးမည်ဖြစ်ကြောင်းသိရပြီးဆိုပြီးတော့နော်ဒီအလောက်ကန်မရှိတဲ့မျိုးသမီးတွေကိုရင်မောင်းတင်ပေးမယ်။ဟုတ်ကဲ့။ပြီးရင်ဟိုအလောက်ပါရှာပေးဦးမယ်ဆိုတဲ့သတင်းလေးပေါ့။ဟုတ်ကဲ့။ အဲ့ဒါဆိုလို့ရှိရင်အဲ့သတင်းနဲ့လည်းဆက်ဆက်နိုင်တဲ့သတင်းကတော့မြန်မာဒီမှာကိုကာစီနိုကစားဝိုင်းတွေခွင့်ပြုမဲ့သတင်းလေးကို The Voice ကဒီနေ့ထွက်တဲ့ channel ထဲမှာပါတယ်ရှင်ဟုတ်ကဲ့ဟိုတယ်ရင်ကာစီနိုကစားဝိုင်းများဖွင့်ခွင့်ပြုရန်စီစဉ်နဲ့မြန်မာနိုင်ငံသို့လာရောက်အားယူကြသောနိုင်ငံသားနိုင်ငံသားများအတွေ့ပြည်တွင်းဟိုတယ်များတွင်ကာစီနိုလောင်းကစားရုံများဖွင့်ခွင့်ပြုရန်စီစဉ်ထားကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှအကြီးအကဲအရာရှိတအူးဟာ The Voice ကိုပြောကြားထားပါတယ်တဲ့ကာစီနိုကစားဝိုင်းနေစီစဉ်ရတဲ့သဘောကလည်းဟိုတယ်နဲ့ခီးသွားလာရေးဖွံ့ဖြိုးတိုးတက်စေရန်မြန်မာနိုင်ငံသို့လာရောက်တဲ့နိုင်ငံသားတွေအပန်းဖြေရန်အတွက်လို့တော့ဦးစားပေးထားတယ်ရှင်အချက်နှစ်ချက်နဲ့တော့ပြထားတယ်။နောက်ဒီမှာဦးနောင်နောင်ဟန်းဆိုတဲ့မြန်မာနိုင်ငံခီးသွားလုပ်ငန်းရှင်များတင်ထွေထွေတွေ့ရမှုကဘာပြောထားလဲဆိုတော့ဒီလိုဖွင့်ဝင်ပေးတာအထိုက်လျောက်တော့ကောင်းပါတယ်တဲ့။ ကာစီနိုမျိုးတော်တွေလိုဖြစ်သွားလို့ရှိရင်တော့နိုင်ငံအတွက်ဝင်ငွေရသလိုအခြားဆိုးကျိုးတွေလည်းအများကြီးရှိလာနိုင်ပါတယ်တဲ့ရက်တက်ဖွဲ့ကဥပဒေတွေနဲ့မှန်မှန်ကန်ကန်ထိန်းချောင်းပေးဖို့လိုပါတယ်လို့သူကနေပြီးတော့မှတ်ချက်ပြုထားပါတယ်ဒီမှာနောက်ဆုံးမှာဗာမျောလင့်ထားလဲဆိုတော့လာမယ့်2020ခုနှစ်မှာဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနနိုင်ငံသားသားခီးသွွားဧည့်သည်9တန်းထိလာရောက်ဖို့မျောလင့်ထားပါတယ်တဲ့မျောမှန်းထားတဲ့နှစ်လို့လည်းပြောပါတယ်တဲ့အခုနှစ်ခီးသွွားဧည့်သည်2တန်းကျော် ဝင်ရောက်ခဲ့ကြအောင်ဟိုတယ်နဲ့ခီးသွားလိုက်ဝင်ကြီးဌာနကနေသိရပါတယ်လို့ဖော်ပြထားပါတယ်ရှင့်ဒီမှာတော့ခုနကတော့အလုတ်ကင်ခွန်းလန်းတော့အမျိုးသမီးတွေအတွက်အရင်မောင်းတဲ့တင်ပေးဆိုဒီမှာတော့ဝင်ငွေရဖို့အတွက်တော့ကာစီနိုကစားဝိုင်းတွေဟုတ်ကဲ့အတွက်ဖွင့်ဝင်ပေးတော့မှာပေါ့နော်ခုနအဲ့ဒီတရင်ထဲမှာစိတ်ဝင်စားဖို့ကောင်းတာဒီရဲတပ်ဖွဲ့တွေအနေနဲ့အမှန်မှန်ကန်ကန်ထင်ကြောင်းနိုင်လို့ဟုတ်ပါတယ်ဟုတ်ပါတယ်ရှင့်ဟုတ်ပါတယ်ဟုတ်ကဲ့ပါရှင့်ဒီအော်တိုဘာလ25ရက်နေ့မှာထွက်ရှိလာတဲ့သတင်းတွေနဲ့အတူစီဇန်ဒုတိယပိုင်းကိုဒီမှာရန်နာလိုက်ပါတယ် DVB ကိုကြည့်ရှုအားပေးနေကြတဲ့ပြည်သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါရစေ။